မင်္ဂလာပါမျိုးတို့ရေကျွန်မမဘုဒ္ဓမာသေးပါရှင်ဒီနေ့နောက်နေ့25ခုနေ့ကျောင်း6ရက်နေ့ဖြစ်ပါတယ်ဒီနေ့ why champion ရှင်မှာစွန်ရက်လဝေဘွဲရှိရရှိတော့ကျွန်မဒီညသတင်းနေမပြောတော့ဘူးဆိုပြီးနေနေတာကျွန်မလဝေဘွဲဝါသနာပါတယ်လို့ဆိုတော့လဝေဘွဲရှိရနေဆိုကျွန်မလဝေဘွဲပဲအချိန်လေးခေါင်းထဲပဲစဉ်းစားနေတော့တခြားသတင်းအကြောင်းတွေကိုကျွန်မမဖတ်ဖြစ်ဘူးသတင်းတွေလည်းနားမထောင်ဖြစ်ဘူးဒါပေမဲ့သတင်းနားမထောင်ဖြစ်မယ်နဲ့တကူးတက်ကကျွန်မရှိမှာတွေ့နေရတဲ့အကြောင်းအရာကဒီငိမ့်သားအတံမကြီး တက်ခံရမှုနဲ့ပတ်သက်လို့ဆက်ဆက်တရားခံတွေဖမ်းဆီးတဲ့နေရာမှာတရားခံရဲ့တမိလေးဖြစ်တဲ့6နေရွယ်မျိုးကလေးငယ်လေးကိုဖမ်းဆီးမှုနဲ့ပတ်သက်လို့ပေါ့နော်။အာတစ်ခါကမျိုးညစ်တွေအုံနေချင်းနဲ့အုံနေချင်းနဲ့ဝိုင်းပြီးတော့လောင်ကြဟောင်ကြခင်ဗျားတို့လေငဖဲမျိုးနဲ့ဂုတ်ကြီးကျေးရွာကအဖဥဖိုးကျော်တမိမတ်ဝူဟန်ကျော်လေးနှစ်ရွယ်တမိကလေးလေးနှစ်ရွယ်ကလေးငယ်လေးကို ဒလန်အစိုးပြီးတက်ခဲတုံးကခမားတို့ဗဇက်ပေါက်တွေဘာတွေအစိုးခံထားရလို့အပေါက်ပိတ်နေကြရတယ်။ထိုင်းကဘုံကျိုးမျိုးညစ်တွေအွန်လိုင်းတွေကအာချောင်းနေတဲ့လေးလိုင်းတန်လူသက်သမားကြီးကျမမဘုတ္တမဟာသွေးမေးတယ်မတ်ဝူဝါကျော်ကိုခမားတို့ PRA မကွေးပီတုကာကွယ်ရေးတပ်ဖွဲ့ຫນွေဦးတော်လန်ရေးဒလန်ရှင်းလေးရေးခေါင်းစဉ်တက်ပြီးတော့လေးနှစ်အရွယ်မတ်ဝူဝါကျော်ဆိုတဲ့ကလေးမလေးကိုငဖဲမြို့နယ်ကုန်းကြီးကျေးရွာ2024ကိုလာပိုင်းတော့ကတက်ခဲ့တာ တုန်းကတော့ຫນွေဥတော်လန်ရေးတို့ဒလန်ရှင်းလင်းရေးပါတို့နော်မပပဲစည်းလဲတို့မိုးဟင်းကားဗနက်ပွဲလဲဆိုပြီးပျော်ခဲ့တဲ့ကောင်းနေကောင်းမတွေခမားတို့ရဲ့ကိုချင်းစာတရအလောက်တောင်ခေါင်းပါနေကြတာဟမ်အခုကြတော့၆နှစ်ရွယ်ကလေးငယ်လေးကိုစက်ကောင်စီကဖမ်းဆီးတာဘာဖြစ်တယ်ညာဖြစ်တယ်ခင်ဗျားတို့ပြောတယ်၄နှစ်ရွယ်ကလေးငယ်လေးကိုသူ့အဖေကိုတတ်တယ်ညာမီလေးတော်ပြီလေခင်ဗျားတို့ဒီဒီဒီကလေးမလေးရဲ့အဖေက ခင်ဗျားတို့ပြောသလိုစက်ကောက်စီတရင်ပေးဒလန်မိုးလို့တက်တယ်ဆိုရင်လေးနှစ်ရွယ်ကလေးငယ်လေးဝူဟန်ကျော်ဆိုတဲ့ကလေးမလေးခင်ဗျားတို့ရေးရဲဆက်ဆက်ခေါင်းကိုတနက်နေ့တည့်ပြစ်ပြီးတက်ခဲတော့ကမဟုတ်ဘူးလို့ဖင်ပိတ်မိနေတယ်နော်အဲ့ဒီ PIA မကွေးကတို့တို့ကိုယ်တိုင်တက်ခဲပါရဲဆိုတာကို DBV မှာဝန်ခံပြီးပြောထားတာရှိတယ်ဖင်ပိတ်ပြီးမနေနဲ့နော်အဲ့ဒီလိုတက်ခဲတော့ကတော့ဒါငွေဦးတော်လန်ကြီးရဲ့ဒလန်ရှင်းလေးကြီးပါမတာပဲစေးလဲခင်ဗျာမိုးဟင်းကဗနက်ပွဲလဲခင်ဗျာပျော်ခဲ့တယ်ကောင်းနေကောင်းပါ့ ခမားတို့မှာဂုံတိတ်ခနဲ့ရှက်တရားဆိုတာမွေးကလေးကမပါကြတာလားဟာတော်တော်မျက်နှာပြောင်တိုက်တဲ့နေရာမှာခမားတို့လောက်မျက်နှာပြောင်တိုက်ပြီးအရှက်မဲ့တဲ့လူဒန်းစာကဘာမှာရှာလို့တောင်မရဘူးတိတ်ကိုအောက်တန်းကြတဲ့လူဒန်းစာကြီးအခုကြတော့6နှစ်ရွယ်ကလေးငယ်လေးကိုဖမ်းလို့ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ပြောတယ်။၄နှစ်ရွယ်ကလေးမလေးဒလန်ဆိုပြီးတက်တော့ဆောက်ပေါက်တွေပိတ်နေကြတယ်။နော်။တိတ်ပြီးမပြောသေးဘူး။ဒီလောက်ပဲ။နောက်ထပ်ကြတော့ဒီခုကတော့သတင်းဆိုဗျာ။ ရင်းဆိုရပါလဲဆိုတော့အရန်လူကနေပြီးကျွန်တော်တို့မြန်မာနိုင်ငံကိုအဓိကသားတွေတတိယအရေးယူတယ်။ဘုံကျုံမျိုးနှစ်တွေတော့ပြောနေကြတယ်။တကယ်လို့နိုင်ငံတကာကဒဏ်ခတ်ပိတ်ဆို့ရေးလဲဘသူတွေနဲ့နာလဲမြန်မာနိုင်ငံနဲ့နာတယ်။မြန်မာနိုင်ငံဖြစ်တဲ့အတွက်အဲ့ဒီမြန်မာနိုင်ငံအတွင်းမှာမိတွေးနေထိုင်တဲ့ပြည်ထောင်စုဘာတွေအကုန်လုံးထိခိုက်နေတာပဲ။ပက်လက်လမ်းမိတရေထွေးရင်ကိုမျက်နှာကိုပဲကိုပြန်ကြတယ်။ဆိုတော့အဲ့ဒီအုပ်စုတွေတစ်ချိန်လုံးသူတို့လုပ်ခဲ့တာခေါင်းစဉ်လေးတက်ပြီးတယ်သွေးစိုးငွေဖြတ်တော့ကြီးအဲ့ဒီခေါင်းစဉ်လေးတက်ပြီးတော့မြန်မာနိုင်ငံမှာရှိသမျှနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ထွက်သွားအောင်လုပ်ကြတယ်နံပါတ်1မြန်မာနိုင်ငံမှာရှိတဲ့ရင်းနှီးမြှုပ်နှံမှုတွေထွက်အောင်လုပ်တယ်နံပါတ်2ပြည်ပကရင်းနှီးမြှုပ်နှံမှုအသစ်တွေမလာအောင်ခင်ဗျားတို့လုပ်တယ်နံပါတ်3ရှိပြည်သားရင်းနှီးမြှုပ်နှံမှုတွေကိုထပ်တိုးပြီးရင်းနှီးမြှုပ်နှံမှုမလုပ်ဖို့ခင်ဗျားတို့လုပ်ကြတယ်ခေါင်းစဉ်ကတော့သွေးစွန်းွေဖြတ်တောက်ရေးလို့နာမည်လှလာလေးပေးပေးမယ်။အဲ့ဒီရဲ့နောက်မှာစင်ရဲမွေးတွေမှုတဲ့အလောက်ကန်ရှားပါမှုဒဏ်တွေကိုမြန်မာပြည်သူတရက်လုံးခံရတယ်။မြန်မာဖြစ်နေတဲ့အတွက်အဲ့ဒီမြန်မာမှာမိတွင်းနေထိုင်တဲ့135အလုံးတန်ခံရတယ်။ နော်အခုလက်ရှိလဲအိုင်ယန်လိုကဒဏ်ခတ်တယ်ဟုတ်ပြီအိုင်လန်လိုကဒဏ်ခတ်တယ်ဆိုလို့ရှိရင်နော်ပြည်ပြည်ဆိုင်ရာလုံးသမားကြီးရာဖွဲ့ချုပ်ကဒဏ်ခတ်တယ်ဆိုနော်စစ်ပွားရေးရင်းနှီးမြှုပ်နှံမှုတွေမလာတော့ဘူးဆိုရင်ဘသူတွေနင့်လာလဲပြည်သူတွေပဲနင့်လာတယ်နော်အဲ့ဒီဘုံကျော်မျိုးညင်းတွေတစ်ချိန်လုံးသူတို့စ조사ခဲ့တာ MOG နော် MOG တောင်ကျွန်မခဏခဏပြောရဲဘုံကျော်မျိုးညင်းတွေကဘာကြောင့် MOG ကိုဒဏ်ခတ်ဖို့သူတို့တစ်ချိန်လုံးဝိုင်းပြီးအုံနေချင်းနဲ့လောင်နေဟောင်းနေလဲဆိုရင် MOG ကကျွန်တော်နိုင်ငံတော်တွေ20%အောင်ရတာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုတွေရှိတယ်စီးပွားရေးစီမံကိန်းတွေရှိတယ်အကုန်လုံးထဲမှာ MOG တခုပဲ20ရာခိုင်နှုန်းထိအမြင့်ရတာအဲ့တခုကအများဆုံးပဲဒါကြောင့်မလို့အဲ့ဒီ MOG ကိုခဏလို့တန်ခတ်ပိတ်ဆိုကြတဲ့ဘုံကျုံမျိုးညစ်တွေ MOG ကိုလုံးလို့မရတဲ့အခါကျတော့ PTT EP PTT O ကခဏလို့ဝိုင်းဝန်းပြီးလောင်ကြဟောက်ကြတယ်ခဏလို့လုံးတမများအကုန်လုံးကပက်လက်လန်တရွေထွေးတယ်လို့မျက်နှာပေါ်ပြန်ကြတာကြီးပဲအော်ဒီနေရာမှာတခုရှိသေးတယ်သူတို့ခေါင်းနဲ့တက်ထားကြတော့စစ်မှုထမ်းဥပဒေအကြောင်းပြပြီးတော့ အတင်းအရမစစ်သားတွေစူတောင်းပြီးတော့အလုတ်သမားတွေပေါ့နော်အလုတ်သမားတွေပေါ့ကိုမတရားတဲ့အတွက်လူခွေရေးချိုးဖောက်နေတဲ့အတွက်အလုတ်သမားရေးရခွဲချုပ်ကအေးယူလိုက်ပါတယ်အဲဒီလိုခေါင်းစဉ်တက်တယ်ဆိုတော့အခုလောလောဆယ်မရာစီဒီအမ်မရာ MDM မရာစီဒီအမ်မရာ MDM မရာနှစ်ခွဲ꿰ွားတယ်မရာဆိုတာချင်းလူမျိုးတွေနော်ချင်းနေတောင်းပါတော့အဓိကပြောလဲဆိုရင်ကျမစွမ်းနာအရှိရပြောခဲ့တယ်မဟူဝဲကျော်ဆိုတဲ့ကလေးမလေးကလည်းချင်းလူမျိုးပဲအဲ့မကွေးတဲ့ငဖဲဆိုတာကလည်း အာအညာမှာအညာဒေတာဆိုမှချင်းမျိုးနွယ်စုတွေနေကြတယ်။အညာမှာချင်းလူမျိုးတွေအများကြီးရှိတယ်။နော်အဲ့ဒီချင်းသားဖာနယ်ကိုတက်လိုက်တာအဲ့ဒီသားဖာနယ်ကချင်းလူမျိုးဖြစ်ပေမဲ့ရှာရှာပါပါဗုဒ္ဓဘာသာဝင်တွေဖုန်ကြီးကျောက်ကိုဆုံးသွားပို့တဲ့ချိန်မှာတက်လိုက်တာ။နော်ဆိုတော့အခုလက်ရှိမှာလည်းမရာချင်းတွေကမရာလူမျိုးမှန်ရင်စစ်ထဲဝင်ရမယ်။ငင်းပိုင်ခွင့်မရှိဘူး။အေးအေးပါပြောလေရခိုင်ပြည်နယ်မှာရှိတဲ့လူတွေအကုန်လုံးစစ်ထဲဝင်ရမယ်ရခိုင်ပြည်ရဲ့အပြင်မှာကိုထွက်ခွင့်မရှိဘူး။သူတို့ညီမျိုးစုံနဲ့ မင်းမျိုးစုံနဲ့တသားချင်းစူးစောင်းနေကြတယ်လူတစ်စူးစောင်းနေကြတယ်ဒီကိစ္စကြတော့ချစ်သမားဘုံကြုံမျိုးညစ်တွေကအပေါက်ပိတ်နေပြီးတော့နာဆာကဆိုးရကစစ်မှုထမ်းဥပဒေထုတ်ခက်ထုတ်ပြန်တဲ့ခါကြတော့အလုသမားတွေပေါ့အလုသမားခွင့်ရချိုးပေါလို့ IMO ကိုတိုက်ပါတယ်ခင်ဗျားတို့တော်တော်ရှာနာခွန့်နဲ့မျက်နှာပြောင်တော်တော်မျက်နှာပြောင်တိုက်ကြတယ်အခုလက်ရှိဆိုလို့ရှင်လဲ CDM မတာ MDM မတာမတာလူမျိုးအချင်းချင်းနှစ်ခွက်ခွဲပြီးတော့အိုက်မတာတွေပါပြောလဲမတာလူမျိုးမှန်စစ်ထဲဝင်ရမယ် ဘဲကောင်းဘဲကောင်းမကအလုတ်သမားခွင့်ရည်တို့လူခွင့်ရည်တို့ဘာပြောရဲလဲဘိုးချုပ်မျိုးညစ်တွေဘသူဘာပြောရဲလဲလေလိုင်းတန်လူသက်သမားတွေဘဲကောင်းကဟောင်ရဲလဲဘသူကဝေဖန်ရဲလဲအပေါက်တွေဘာကြောင့်ပိတ်နေကြတာလဲအဲ့ဒီမရမှာပဲနော်အာစီတီယက်ကစီတီယက်လောက်တူတွေကမတူပြီမြို့နယ်လောင်ထန်းတလိုင်ကြေးရွာမှာလောင်တူမျိုးနယ်စုတွေနေတယ်အဲ့ဒီမှာလောင်တူလက်နက်ကိုင်သဘုံအဖွဲ့ကနေပြီးအုပ်ချုပ်တယ်အဲ့ဒီရွာကို အဲ့ဒီမှာရှိရဲ့ရွာသူရွာသားတွေကမရာအင်းဝင်ကလေးဆိုတဲ့ခရိယန်ခိုင်းကနေပြီးတော့ AG လို့ခေါ်တဲ့ခရိယန်ခိုင်းကိုပြောင်းတဲ့အတွက်အဲ့ဒီမိသားစုတွေအကုန်လုံးကိုရွာကနေမောင်းထုတ်ပလိုက်တယ်အဲ့ဒီလောက်တူ CDS ဆိုတဲ့နိုင်ငံတော်ကိုလက်နက်ကင်ပုံကန်နေတဲ့အကြမ်းတစ်ပတ်အဖွဲ့ CDS လောက်တူဖွဲ့နော်အဲ့ဒီမိသားစုတွေရှိသမျှအိုးအိမ်ချမ်းမြေလဲရမြေပိုင်ဆိုင်သမျှမရွှေပြောင်းနိုင်တဲ့ပစ္စည်းမှန်သမျှအကုန်သိမ့်ပြီးတော့ မရာအေယုံဂေလီခရိယန်ခိုင်းကနေအေဂျီခရိယန်ခိုင်းကိုပြောင်းလို့နော်ဒါတောင်မှခရိယန်ကနေပြီးခရိယန်ကနေပြီးတော့ဟိန္ဒူကိုပြောင်းသွားတာမဟုတ်ဘူးခရိယန်ကနေဗုဒ္ဓဘာသာကိုပြောင်းသွားတာမဟုတ်ဘူးခရိယန်တော့ခိုင်းချေချေပြောင်းလို့ဆိုပြီးတော့မိသားစုအိမ်တော်စုဆယ်စုရွာနေနေထုံးမောင်းထုတ်ပလိုက်တယ်အဲ့ဒီလိုလက်နက်ကန်လူပေါင်းကဘာသာရေးအစွန်းရောက်နေကြတဲ့ဖွဲ့စည်းတွေဒါမျိုးကြတော့ခင်ဗျားတို့ဗဇက်ပောက်တွေပိတ်နေကြတယ်နော်မိနစ်က2024ရာဖြစ်ခဲ့တာအဲ့တော့ကလည်းကျွန်မတယောက်ပဲပြောတယ်ဘာသာရေးလို့လဲခွင့်လို့អော်နေတဲ့နိုင်ငံတရားကអော်နေတဲ့កောင်းနေកောင်းမတွေတရားမှဗဇက်မဟရဲကြောင် အဲ့လိုကိစ္စမျိုးကိုဗုဒ္ဓဘာသာကလုံးကြည့်เนาะဗုဒ္ဓဘာသာဝင်တွေကဗုဒ္ဓဘာသာကနေတခြားဘာသာကိုပြောင်းလို့ဒီရွာသားဒီလူတွေကိုရွာကနေနှင်းထုတ်ပြီးပိုင်ဆိုင်သမျှတွေတိမ့်လိုက်တယ်လို့ဆိုဖြစ်စဉ်မျိုးဖြစ်ကြည့်ရှိသမျှ NGO တွေ INGO တွေဘာတွေညာတွေကောင်းနေကောင်းမတွေအကုန်လုံးဘာသာကြီးလွတ်လပ်ခွင့်လို့ဝိုင်းအောင်ပါအဲ့ဒီ CDL လောင်တို့သဘုံဖွဲကနေပြီးတော့ပိုင်ဆိုင်မှုတွေတိမ့်တယ်လို့စစ်တပ်ကနေပြီးတော့เนาะပိုင်ဆိုင်မှုတွေတိမ့်ပြီလို့တိမ့်ပလိုက်တိမ့်ပလိုက်ကြည့် ခမရတို့ဝိုင်းပြီးအုံနေချင်းနဲ့ဟောင်းချဟောင်းချဟောင်းချမှာကျိတ်တွေပေါဟောင်းမှာစီရီယာလောက်တူကနေပြီးတော့ခရီးယဘာသာကနေခိုင်းပြောင်းလို့အဲ့ဒီရွာသားတွေရဲ့ပိုင်ဆိုင်မှုကိုတိမ့်ပြီးရွာကနေမောင်းထုတ်တို့တက်မတော်ကနေပြီးတော့ဒါအဲ့လိုကိစ္စမျိုးလုတ်ခဲလို့ရှိရင်အဲ့ဒီဘိုးကျုံမျိုးညစ်တွေတန်းစီပြီးဟောင်းချလိမ့်မယ်အခုကျတော့ခမရတို့အပေါက်တွေပိတ်နေတယ်အဲ့ဒီကိစ္စမှလည်းအပေါက်ပိတ်နေတဲ့အခုလက်ရှိ MDF နော်မရာလူမျိုးပိုင်စစ်ထဲဝင်ရမယ်45နှစ်အသက်45နှစ်ဒီစစ်ထဲဝင်ရမယ်ခမရတို့အပေါက်ပိတ်နေတယ်အေးအေးကပြောတယ် နော်ရခိုင်ပြည်အပြင်မှာတော့ထွက်ခွင့်မရှိဘူးပြီးနေတွင်းမှာပဲနေရမယ်ခမရတို့အပေါက်တွေပိတ်နေကြတယ်အစားကအိမ်ဆောင်ဆိုးရကြမှာနော်စစ်မှုထမ်းဥပဒေအကြောင်းပြမယ်အလုံသမားအခွင့်အရေးတွေကိုထိခိုက်လို့အလုံသမားတွေအတွက်ထိခိုက်နေတာလို့အပြင်ပြည်ဆိုင်ရာအလုံသမားအဖွဲ့ကိုတိုင်းပါတယ်ဆိုပြီးကလင်ကကြစ်တွေပြောကြတယ်နော်တော်တော်ကိုကဘာမှာမျက်နှာပြောင်တိုက်ပြီးတော့အရှက်အရှက်မရှိရလူတန်းစားရခင်ဗျားတို့ကနော်ကျွန်တော်အဲ့ဒီလိုမျိုးတန်းခက်ပိတ်ဆို့ရဲဘသူတွေနဲ့နားလဲမြန်မာနိုင်ငံသူပြည်သားတွေပဲနဲ့နားရဒီအခက်ခဲကနေဘလို့ယုံထွက်မလဲနိုင်ငံတကာကတန်းခက်ပိတ်ဆို့မှုတွေ ရှိမယ်နိုင်ငံတကာကယင်းနှိမ့်နှံမှုတွေမလာဘူးဆိုရင်ပြည်တွင်းမှာအလုတ်ကန်ခွင့်လန်းတွေနည်းလာမယ်အလုတ်ကန်ခွင့်လန်းနည်းရင်ဆင်းရဲမွဲတေမှုမြင့်တက်မယ်ဆင်းရဲမွဲတေမှုမြင့်တက်လာတာနဲ့အမျှနောက်ဆက်တွဲမှာခိုးဆိုးလူနိုင်တေခိုးဆိုးလူနိုင်တေနော်အဲ့ဒီလိုဥပဒေမဲ့ပြုတ်ချင်းနဲ့မတရားမှုတွေအများကြီးပေါ်လာမယ်ဆိုတော့နိုင်ငံတကာယင်းနှိမ့်နှံမှုတွေလာအောင်နိုင်ငံတကာနဲ့ယုံကြည်မှုရအောင်ရွေးကောက်ခတ်အစိုးရတဲ့မဖြစ်မနေမရှိမဖြစ်မလို့လိုအပ်တယ် ရွေးခောက်ခံအစိုးရတရဲ့ပေါ်ထွက်အောင်စ조사ရမယ်။ဘယ်သူအစိုးရဖြစ်မှလို့မဆိုလို့ဘူး။ဘယ်သူပဲအစိုးရဖြစ်ဖြစ်ဘယ်ကောင်းဆောင်ပဲနိုင်နိုင်ဘယ်ပါတီကပဲဖြစ်ဖြစ်ရွေးခောက်ခံအစိုးရတရဲ့အရှိကိုရှိရမယ်။ရွေးခောက်ခံအစိုးရတရဲ့ရှိမှနိုင်ငံခြားကဂျီနီမြောက်နှံမှုတွေနိုင်ငံတကာဂျီနီမြောက်နှံမှုတွေလာမယ်။တန်ခတ်ပိတ်ဆို့မှုတွေဖြေလျှော့မယ်။စီးပွားရေးတန်ခတ်ပိတ်ဆို့မှုတွေဖြေလျှော့မယ်။အလုပ်ကံခွင့်လန့်တွေများလာမယ်။ဒါကြောင့်မလို့ကျမတို့ကရွေးခောက်ခံအစိုးရတရဲ့ကိုမျှော်လင့်နေတာ။ရွေးခောက်ခံအစိုးရတရဲ့မရှိမဖြစ်လိုအပ်နေတာ။နော် ရေကောက်ကန်အဆိုးဟာနဲ့ပတ်သက်လို့ချုံလုံးလေးပြောဦးမယ်။အရင်လေးကကျမအဲ့ဒီအဲနိုင်ငံရေးပါတီတခုနဲ့ပတ်သက်ပြီးဝေဖန်မှုလုပ်တဲ့ခါကျတော့တချို့ကပြောတယ်ကျမကိုဝေဖန်ရတဲ့လွယ်လေတဲ့။ဥဆောင်ရတာခက်တယ်တဲ့။အဲ့လိုမျိုးပြောတာပေါ့နော်။ဝေခန်ဝေဖန်တာလွယ်တာပေါ့ဗဇက်လေးကပြောတာလွယ်တယ်ဥဆောင်ရတာခက်တယ်။ခမဲကျမသိတယ်လေ။လွယ်လို့ရှိရင်ကိုလီထန်းတဲ့လူတွေစိုက်ကသမားတွေရေခဲသမားရေခဲချောင်းရောင်းတဲ့လူတွေကစအကုန်လုံးတမရတွေတိုင်းမင်းခန့်နေပြည်တော်စုဝင်ကြီးတွေဖြစ်ပေါ်မှာပေါ့ လွယ်နေလို့ရှိရင်အကုန်လုံးကတမရတွေတမရထက်ကအတိုင်းပဲခံနေဖြစ်သွားနိုင်မယ်နိုင်ငံရေးလောက်လာတာနိုင်ငံအရေးဥဆောင်လာတာခက်မှန်ကျွန်မသိတယ်လူတိုင်းလည်းသိတယ်အဲ့ဒီခက်နေတာကိုလွယ်အောင်လုပ်ပေးရမှာအစိုးရရဲ့တာဝန်ခက်နေတာကိုလွယ်အောင်လုပ်ပေးရမှာအစိုးရရဲ့တာဝန်အဲ့ဒီတာဝန်ကိုဘလောက်ခြေပြုံတယ်လဲဘလောက်ခြေပြုံတယ်လဲခတ်တာကိုလွဲအောင်ဘလောက်လုတ်ပေးနိုင်တယ်လဲဆိုတဲ့ပုံမှာမူတည်ပြီးအဲ့ဒီအစိုးရရဲ့အရေးချင်းကိုပြည်သူကဆုံးဖြတ်ရတယ်။ အဲ့ဒီအစိုးရအီချင်းရှိလားမရှိဘူးလားဆိုတာအဲ့ဒီပေတံနဲ့တိုင်းတံပြီးဆုံးဖြတ်ရတယ်နော်ဆိုတော့ရွေးကောက်ခံအစိုးရရှေ့ကိုသွားကြည့်သမရဦးသိန်းကြီးအစိုးရလက်ထက်စရံမွေးတွင်မှုကို16ရာခိုင်နှုန်းရှော့ချနိုင်တယ်ဒါကြောင့်မို့သမရဦးသိန်းကြီးအစိုးရဒီခတ်တာကိုလွှဲအောင်လုပ်ပေးနိုင်တယ်အစိုးရဒီအီချင်းရှိတယ်နော်ဆိုတော့ကအာဝေဖန်လေကန်းလွှဲတဲ့ဥဆောင်ပါတာခတ်တယ်ဆိုပြီးတော့လူပိန်းစကားလာမပြောနဲ့နိုင်ငံရေးလောက်ရတာလွယ်နေရင်တရောင်းသားအစားတမရတက်ဖြစ်နေမယ်နော်ကုလီထမ်းတဲ့လူကလည်းတမရတက်ဖြစ်နေမယ် ရေခဲကြောင်ရောင်းတဲ့လူကလည်းတမရတက်ဖြစ်လိမ့်မယ်အဲ့ဒီခတ်နေတာကိုလွယ်အောင်လုပ်ရမှာအစိုးရရဲ့တာဝန်ဖြစ်တဲ့ခတ်တာကိုလွယ်အောင်ဘလောက်လုံနိုင်လဲဆိုတာအစိုးရရဲ့အရေးချက်ပေါ်မှာမူတည်တယ်